ချင်းမာတော်မူကြပါစားခင်ဗျာယခုချင်းမာစတင်ပြီဒီကနေ့ဂျွန်နာဆန်နီရဲ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်လာရပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးချင်တာကတော့ပလဲမှာပြစ်ချခံလိုက်ရတဲ့တိုက်လေရာဘူကြီးနေမင်းကျော်မောင်းတဲ့ F7 ဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းပလဲမြို့နယ်မှာပြစ်ချခံခဲ့ရတဲ့တိုက်လေရာ ဗိုလ်ကြီးနေမင်းကျော်မကွေးတက်လေးအုပ်61 F7 အမျိုးအစားဖြစ်ကြောင်းလေတက် CDM တူကအတည်ပြုပါတယ်။သူကအဲ့လျင်နဲ့လစ်ကျင်ထားလို့တခြားလျင်မောင်းမယ်ဆိုတင်းနဲ့ထက်ထက်ရတယ်လို့လေတက် CDM ကဆိုပါတယ်။လျင်ပြတ်ကျမှုအတွင်းလျင်မှုတည်ဆွန်းခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထုတ်ပြန်ထားခဲ့ပါတယ်။ပြတ်ကျခဲ့တဲ့လျင်မောင်းတဲ့ DSA အပတ်စဉ်56စင်းကိုပိုင်အမှတ်၄၃၅၅ဗိုလ်ကြီးနေမင်းကျော်ဟာတည်ဆွန်းချိန်မှာအသက်31နှစ်ရှိကြောင်းသိရှိရပါတယ်။ ဒိုလီယင်ဟာလေယာဉ်မှုတအုပ်မောင်းရတဲ့ F7 တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးမြန်မာနိုင်ငံကိုအစွန်းဆုံးရောက်ရှိတဲ့ဂျာဖြတ်တိုက်ခိုက်ရေးလေယာဉ်ဖြစ်ကြောင်းအခြားလက်နက်ကျွမ်းကျင်တဲ့သတင်းရင်းမြစ်တအုပ်ကဆိုပါတယ်။အဲကောင်တွေကအရန်အုံနေပြီးဒီကောင်တွေကမြန်မာလေတပ်မှပထမဆုံးအတန်ထက်မြင်တဲ့ဂျက်တိုက်လေယာဉ်တွေပြီးတော့မြန်မာလေတပ်မှမိုးပြရောင်မဟုတ်ပဲစစ်ရောင်တဲ့လေယာဉ်က A5 နဲ့ F7 ပဲကျန်တော့ဒီကောင်တွေကအရန်အိုဟောင်းနေပြီဖြစ်တဲ့အတွက် point 5နဲ့ပြည်ရင်ထိနိုင်တယ်လို့လက်နက်ကျွမ်းကျင်သူတအုပ်ကဆိုပါတယ်။ F7 တိုက်လေယာဉ်ကိုမြန်မာလေတပ်တို့1990ဝန်းကျင်ခုနှစ်ခန့်မှာရောက်ရှိပြီးလက်ရှိမှာပြတိုက်တဲ့အချို့လေတပ်စခန်းများရှိမှာရပ်ထားသည့်ကများကြောင်းလေတပ် CDM ကပြောဆိုပါတယ်။တော်တော်များများကစစ်သမိုင်းပြတိုက်ပို့နေပြီးတချို့ကလေတပ်စခန်းတွေရှိမှာလေယာဉ်အယုတ်ဖြစ်ထားနေပြီးအကောင်းဆုံး300လာလေးတွေကိုရသလောက်တုံးနေတာပေါ့လက်ရှိတုံးနေတာကတော့နောက်မှထက်ရောက်တာတို့ပြန်ပြင်ဆင်ထားတာတွေပေါ့လို့လေတပ် CDM တအူးကဆိုပါတယ်။ ်ယခုပြက်ကျတဲ့လေယာဉ်ဟာအယောင်အယတရုတ်ထုတ်ဖြစ်နိုင်ကြောင်းစစ်လက်နက်များအကြောင်းကိုရေးသားဖော်ပြနေတဲ့ Tactical Raptor 2.0ကဆိုပါတယ်ဇွန်လ10ရက်နေ့မွန်လယ်12:15နာရီအချိန်မှာပလဲမြို့နယ်ကန်တောင်ရွာနဲ့ဇီးပြူကုန်းပြူစကန်းသိန်းတိုက်ပွဲကိုလေကြောင်းပစ်ကူလာတဲ့ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကပစ်ချနိုင်ခဲ့ကြောင်း PLA နဲ့ပလဲမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကတော့လေ့ကျင့်ပြန်တန်းနေစဉ်ဆက်ချွေးမှုကြောင့်ပြစ်ချခြင်းဖြစ်တယ်လို့ဆိုထားပါတယ် အာသိန်းကာလာအတွင်းစစ်ကောင်စီရဲ့ MI35B, MI17, Eurocopter 365, K8, FTC200G ရဟယင်နဲ့တိုက်လေယင်၉စီးကိုတော်လန်ရေးတပ်ဖွဲ့များကပစ်ချနိုင်ခဲ့ပြီးယခုတိုက်လေယင်ဟာ၁၀စီးမြောက်ဖြစ်စည်းနိုင်တဲ့လေယင်ဖြစ်ပါတယ်။ပလဲမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းနဲ့လေယင်ပြတ်ချမှုတို့ကြောင့်လေကြောင်းအန်ရဲ့စိုးရင်ရတဲ့အတွက်ကြေးရွာပေါင်း၂၀တမနစ်မှဒေသခံတောင်ကနန်းနိဘဟာဘေးလွတ်ရာကိုတင်းရှောင်နေရကြောင်းပလဲမြို့နယ်ပအအဖတ်တံမှသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဝက်လူရေစကန်စစ်ကူစစ်ကြောင်းမှစစ်မှုထက်တပ်သားတွေအများဆုံးပါဝင်ခဲ့ပြီးရှေ့ဆုံးမှအတိခံတက်ခိုင်းခဲ့တိုက်ပွဲအတွင်းထွက်ပြေးလာသူတွေအပါစစ်မှုထက်တပ်သား30ကျော်ကို NPTF ထိန်းသိမ်းထားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနထိုးကြီးမြို့နယ်ဝက်လူရေစကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းမှစစ်မှုထက်တပ်သားတွေအများဆုံးပါဝင်ခဲ့ပြီးရှေ့ဆုံးမှတက်ခိုင်းခဲ့တာကြောင့်တိုက်ဆုံးသူတွေရှိခဲ့တဲ့အပြင်တိုက်ပွဲအတွင်းထွက်ပြေးလာသူတွေစုစုပေါင်း စစ်မှုထမ်းတပ်သား33ဦးကိုထိမ့်သိမ်းထားတယ်လို့နထိုးကြီး PDF တာဝန်ခံကိုစိုးအောင်ကပြောပါတယ်စစ်ကောင်စီကစစ်ရင်အားယော့နေချီနဲ့လာရတဲ့အမျှမတရားဖမ်းဆီးပေါ်တာဆွဲထားတဲ့စစ်မှုထမ်းတပ်သားတွေကိုတင်နှန်းပေးပြီးတာနဲ့ရှေ့တန်းစစ်မြေပြင်တွေကိုချက်ချင်းပို့ဆောင်နေတယ်လို့ရှေ့တန်းမှာရှေ့ဆုံးကနေတက်ပြီးအသေးခံတိုက်ခိုင်းနေတာတွေကြောင့်များစွာအသက်ဆုံးရှုံးနေကြရတယ်လို့သိရှိရပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှာကဝက်လူရေစကန်သိန်းတိုက်ပွဲဆင်နွှဲတဲ့အထက်မှာ စစ်ကူပို့တဲ့စစ်ကြောင်းမှာပါလာတဲ့စစ်မှုတန်းဥပဒေနဲ့မတရားပေါ်တာဆွဲခံရတဲ့ရဲဘော်တွေအများကြီးပါလာတယ်။တပ်မရှိရှိရဲ့တပ်မ30ရဲ့အဲ့ဒီနှစ်ဖွဲ့မှာတဲ့လူပေါင်း60လောက်အထိသူတို့တုံးလာတာရှေ့တန်းတွေမှာအဲ့ဒီလိုမျိုးတုံးပြီးတော့ရှေ့ဆုံးကတက်ခိုင်းတာတွေအသက်မပေးသင့်ပဲပေးလိုက်ရတဲ့ပြည်သူစစ်တွေတော်တော်များများတွေ့လာရတယ်လို့နထိုးကြီး PDF တာဝန်ခံကိုစုအောင်ကရှင်းပြပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာထပ်ပြေးလွတ်မြောက်လာသူတွေအပါအဝင် စစ်ကောင်စီရဲ့ပေါ်တာဆွဲစုဆောင်ခံခဲ့ရတဲ့စစ်မှုတမ်းတပ်သားပြည်သူစစ်စုစုပေါင်း33ဦးကိုလည်းထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့နထိုးကြီး PDF တာဝန်ခံကိုစုအောင်ကဆက်လက်ပြောဆိုပါတယ်။ထွက်ပြေးလွတ်မြောက်လာသူတွေလည်းရှိတယ်။လက်နက်နဲ့အလင်းဝင်လာတာမျိုးမဟုတ်ပေမဲ့တိုက်ပွဲတွေကြားကနေသူတို့တနက်ချပြီးတော့ပြင်းပြီးပြေးရပြင်းရင်နဲ့ရောက်လာတဲ့ပြည်သူစစ်တွေရှိတယ်။တော်တော်များများကဆွဲခံရတာဆိုရင်ကြက်တိုက်လို့မိမနဲ့စိတ်ဆိုးလို့အိမ်ကထွက်ရင်းနဲ့လည်းပါတယ်မူးပြီးလျှောက်သွားတာတွေလည်းပါတယ်လို့ဆိုပါတယ်။ ီထက်ကတယောက်ဆိုရင်ဥက္ကဋ္ဌနဲ့ရဲနဲ့ကိုဓာတ်နဲ့ခုတ်လိုက်တဲ့အရင်တို့ကကိစ္စကိုပြန်ဖန်ပြီးအမှုတက်ပြီးစစ်မှုထမ်းမလားထောင်စင်နဲ့ကြားခံမလားဆိုတဲ့ပုံစံရွေးချယ်ခိုင်းတာပေါ့သူကစစ်မှုထမ်းမယ်လို့ရွေးချယ်ခဲ့ပြီးအခုပြန်ပြီးထွက်ပြေးလွတ်မြောက်လာတာကျွန်တော်တို့စီမထင်းထင်းထားတဲ့ပြည်သူစစ်အရေးအတွက်လက်ရှိ33ရောက်ရှိပါတယ်လို့ဆက်လက်ရှင်းပြပါတယ်စစ်ကောင်စီရဲ့မတရားပေါ်တာဆွဲခံရတဲ့စစ်မှုထမ်းတပ်သားတွေအနေနဲ့ ရှည်တန်းစစ်မြေပြင်တွေမှာအသက်ပေးရတဲ့အဖြစ်မျိုးတွေရှည်တန်းစစ်မြေပြင်ရောက်မှအသက်လူထွက်ပြေးရတဲ့အဖြစ်မျိုးတွေထပ်မဖြစ်ကြစေဖို့အတွက်မတရားပေါ်တာဆွဲဖန်စီစုဆောင်မခံရခဲ့အထူးသတိပြုကြဖို့တိုက်တွန်းကြောင်းမြင်းကြံခရိုင်အမှတ်၄၀တရင်တာဝန်ခံကိုစိုးအောင်ကအတိပေးပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့တော်လန်ရေးတပ်တွေဥက္ကဋ္ဌစခန်းကိုစတင် ထိုးစစ်ဆင်ပထမဆုံးအကြိမ်ထိုးစစ်ဆင်တုန်းကမသိမ့်နိုင်ခဲ့လို့တက်ရှိ CEO ဆိုပြီးစစ်တပ်ဝါဒဖြန့်ခဲ့တဲ့စခန်းကို ်သုံးနှစ်ခန့်အကြာမှာပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီတပ်ကလွန်ခဲ့တဲ့သုံးနှစ်မှာစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့မြန်မာထိုင်းနယ်စပ်စီးမြင်အနီးကစစ်တပ်ရဲ့ခြေကိုစခန်းဖြစ်တဲ့ဥက္ကဋ္ဌစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဒီကနေ့ဇွန်လ17ရက်နေ့မှာနောက်တစ်ကြိမ်စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်းကရင်စည်ရေးတရင်အရှိမြစ်တွေကပြောပါတယ်စစ်တပ်ကတက်ရှိစီရိုးလို့အမည်နဲ့ဝါရဖြန့်စကားရိုက်ခဲ့တဲ့ဥက္ကဋ္ဌတစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက 2022ခုနှစ်စွန်လ26ရက်နေ့မှာပထမအကြိမ်ထူးဆစ်စင်တိုက်ခိုက်ခဲ့တာပါစကန်းရဲ့နေရာအချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့အပြည့်အသက်မသိမ်းပိုက်နိုင်ခဲ့ပါဘူးပထမအကြိမ်ထူးဆစ်ရဲ့၃နှစ်နီးပါးရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ကြိမ်ထိုးစစ်မှာ KNL ဥဆောင်ပြီးတော်လှန်ရေးအဖွဲ့တွေပို့ဆောင်လာတာဖြစ်ပါတယ်။ ဥက္ကရဋ္ဌကတော့ဒီနေ့စတယ်လို့ကရင်စည်ရီတရင်အရှိမြစ်တူကဆိုပါတယ်ဥက္ကရဋ္ဌရွာမြဝရီမြို့တောင်ဘက်၄ကီကောဒေတာနဲ့မြဝရီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကားလမ်းကြောပေါ်မှာတည်ရှိပြီးစစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဥက္ကရဋ္ဌရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတည်ရှိပါတယ် KNL နဲ့တော်လန်ရေးတပ်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်အနီးဥက္ကရဋ္ဌတပ်စခန်းတကြောကဘလေတူကနေလီရွှေအေးမြိုင်ဝါမီထားဘရင်နောင်မော်ခီး ဒီဘောဘူတက်စကန်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဇက်တိုက်တိုက်ခိုက်သိမ်းယူထားပါတယ်။ဥက္ကဋ္ဌတက်စကန်အနီးအရှိတ်မှာတော့ဝေါ်လီဗျူဟာစကန်ကြန့်ရှိနေပါသေးတယ်။ပထမအကြိမ်ဥက္ကဋ္ဌတက်စကန်သိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေအသေးအတန်ကာကွယ်ခဲ့ရပြီးအထီလဲနာခဲ့တယ်လို့ကရင်စီရေးသတင်းအရင်းမြစ်နောက်တူကဆိုပါတယ်။လေကြောင်းကနေအကြိမ်တရာကျော်ပစ်ကူပေးခဲ့တယ်လို့မြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့တိုက်ပွဲလို့သူကဆိုပါတယ်။ဒေါ်လာရင်းတက်တွေရဲ့ရက်အတော်ကြာထိုးစစ်ဆင်ခဲ့ပေမဲ့ မသိမ့်ပိုက်နိုင်မဲ့တက်တွေရုပ်သိမ်းပြီးမှတော့စစ်ကောင်စီကဥက္ကဋ္ဌတက်စကန်ပါမတော်လို့အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်။ဥက္ကဋ္ဌတက်စကန်ကိုတော်လန်ကြီးတက်တွေကမသိမ့်ပိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီကဥက္ကဋ္ဌစကန်ကိုအောင်မြင်အောင်ခုခံကာကွယ်နိုင်တယ်ဆိုပြီးတက်ရှိစီယူဆိုပြီးစစ်တပ်ဝါဒဖြန့်စကားရိုက်ကူးခဲ့တာပါ။2024ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုပ်ခဲ့ပူးတဲ့မြန်မာထိုင်းနယ်ဇက်ကမာနယ်ပလော့စကန်ကိုထိုးစစ်ဆင်သိမ့်ပိုက်ပြီးနောက် မြန်မာထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကိုဇက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။ KNU KNL တက်မဟာခုနှစ်မှာစခန်းအနည်းငယ်ပဲကျန်တော့တယ်လို့တက်မဟာ၆မှာလည်းဥက္ကဋ္ဌဝေါ်လီဗျူဟာတိကပလီစခန်းအပါအဝင်စခန်း၄ခုပဲကျန်ရှိတော့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးချင်တာကတော့မြန်မာလူအခွင့်အရေးကိစ္စရပ်များနိုင်ငံရေးအရာတရုတ်ဖော်နေမှုကိုကန့်ကွက်ဟုတရုတ်တန်တမန်ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးဆိုင်ရာများကိုနိုင်ငံရေးအရတရုတ်ဖော်ခြင်းအားဆန့်ကျင်ပြီးထို့သောကိစ္စရပ်များအပေါ်လူထုဖိအားပေးတဲ့အလေးထားကိုလည်းပယ်ချကြောင်းယမန်နေ့မှာပြုလုပ်တဲ့မြန်မာနိုင်ငံဆိုင်ရာအထွေထွေညီလာခံအလွတ်တဘောအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံရဲ့လက်ထောက်အမြဲတမ်းကိုယ်စားလှယ်စံလီကပြောကြားလိုက်ပါတယ်။အဆိုပါ ကုလသမဂ္ဂအစည်းအဝေးကိုအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်182နဲ့ပြုလုပ်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။အင်းကြီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အမျိုးသားရေးအခြေအနေနဲ့ကန့်ညီတဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလျှောက်ရမှာပံ့ပိုးပေးပြီး၎င်းရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနေမီတည်ငြိမ်အေးချမ်းရေးနဲ့ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်များကိုအရှိန်အဟုန်မြင့်ဆောင်ရွက်တည်ကိုယ်တာအပိတ်ထောက်ခံခဲ့တယ်လို့စန်းလီကပြောဆိုပါတယ်။ဒါ့အပြင်တရုတ်နိုင်ငံအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာတက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကအပြုသဘောဆောင်တဲ့ရလဒ်များရရှိခဲ့တယ်လို့တရုတ်ကိုယ်စားလှယ်ကဆိုပါတယ်။ဆက်လက်၍၎င်းကော မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ပြည်လဲတည်မြဲရေးရရှိအောင်ကူညီပေးရမှာအပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်အဝန်ကလည်းတူညီတဲ့ဥတီကျန်းနဲ့လှုပ်ဆောင်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ဆိုပါတယ်။လက်ရှိမှာမြန်မာအရေးဝင်ရောက်ဆွတ်ဖက်တယ်လို့ဆိုပြီးပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူပြည်သားများကတရုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြမှုများအရှိန်မြင့်လျက်ရှိပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုအချိန်တိုတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ